မြန်မာနိုင်ငံအတွင်းစီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်တဲ့မကဒမီယာတီးနှံကိုတရုတ်နိုင်ငံဈေးကွက်ထံတင်ပို့ခွင့်ရရှိထားကြောင်းစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်မြောင်းဝင်ကြီးဌာန MOALI ကနေသိရပါတယ်။တရုတ်ဈေးကွက်ကိုမကဒမီယာတင်ပို့ရောင်းချနိုင်ရေးအတွက်စက်တင်ဘာလကုန်ပိုင်းမှာမြန်မာအစိုးရဝင်ကြီးဌာနနဲ့တရုတ်အကောက်ခွန်ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ GACC တို့အကြားသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာစိုက်ပျိုးထက်ရှိတဲ့မကဒမီယာအစီတွေကိုပြည်တွင်းမှာအခွန်အွားချင်းအချောက်ခံချင်းနဲ့အမျိုးအစားခွဲချင်းတွေဆောင်ရွက်ပြီးတရုတ်နိုင်ငံထံတင်သွင်းခွင့်ပြုခြင်းဖြစ်ပါတယ်။အခွန်မာသီးတွေကိုအချောက်ခံဆက်တွေအသုံးပြုပြီးရေတက်ခန်းချောက်စေဖို့ပြုလုပ်ရမှာဖြစ်ကာတက်ရှိအင်းဆက်ပိုမွှားတွေနဲ့အခြားအညစ်အကြေးတွေကင်းစင်ရမယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံကိုတင်သွင်းလာတဲ့မကဒမီယာအခွန်မာသီးနံတွေမှာတရုတ်နိုင်ငံအတွက်စိုးရိမ်ရာကြောင်းသတ်မှတ်ထားတဲ့ပိုမွှား၄မျိုးမပါဝင်ရလို့လည်း GCC ကသတ်မှတ်ထားပါတယ်။ ပြုပြင်ထုတ်လုပ်နေစဉ်အတွင်းပျက်စီးသို့မဟုတ်မှုတက်နေတဲ့အစေတွေအခွန်တွေနဲ့ပေါင်းပွင့်မျိုးစေ့တွေမပါရှိစေဖို့ဆောင်ရွက်ရမယ်လို့လည်းသိရှိရပါသည် MO Airline အနေနဲ့တရုတ်နိုင်ငံကိုတင်ပို့မဲ့ Macadamia အစေတွေကိုစိုက်ပျိုးခြင်းပြုပြင်ထုတ်ပို့ခြင်းနဲ့တိုးလောင်ခြင်းပြုလုပ်မဲ့လုပ်ငန်းတွေကိုတရုတ်နိုင်ငံရဲ့လိုအပ်ချက်နဲ့အညီစစ်ဆေးမယ်လို့သိရပါသည်တမတ်ဆန်တို့အနေနဲ့ကိုက်ညီတဲ့လုပ်ငန်းတွေကို GACC တန်းပေးပို့ရမှာဖြစ်ပြီးအရေးအချင်းပြည့်မီတဲ့လုပ်ငန်းတွေကိုမှတ်ပုံတင်စရင်သွင်းသွားမယ်လို့လည်းသိရပါတယ် တရုတ်နိုင်ငံကိုတင်ပို့မဲ့မကဒမီယာအစီအရေကိုတည်ယူပို့ဆောင်စဉ်အတွင်းဖိတ်ဆင်မှုမရှိစေဖို့အတွက်အစားအသောက်ဘေးကင်းရေးနဲ့အပင်ပိုးမွားကင်းရှင်းရေးဆိုင်ရာတည်တံ့ဆန်နှုန်းတွေနဲ့ကန့်ကြီးတဲ့တန်ရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ပစ္စည်းတွေကိုထုတ်ပို့ရမှာပါထုတ်ပို့ခြင်းမပြုမီတန်ရှင်းရေးနဲ့တည်တံ့ခွဲထားမှုဆိုင်ရာလိုအပ်ချက်တွေနဲ့အညီဖြစ်စေဖို့အပင်ပိုးမွားများသို့မဟုတ်ပေါင်းပင်မျိုးစေ့များတက်ရှိပိုးမွားများအပြည့်အစည်များမြေစီလွှာသို့မဟုတ်အခြားမတန်ရှင်းတဲ့ပစ္စည်းတွေမပါဝင်စေဖို့ပို့ဆောင်မယ့်ရင်တွေကို MOA Airline ကတေချာစွာစစ်ဆေးမယ်လို့သိရပါတယ် မြန်မာနိုင်ငံမှာမဂဒီမီယာအစီအစံတွေကိုရှမ်းပြည်နယ်မှာအဓိကစိုက်ပျိုးကြပြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးတို့မှာလည်းစိုက်ပျိုးကြကာတနင်္ဂနွေလုံးအတိုင်းအတာနဲ့စိုက်ပျိုးဧက12000ကျော်ရှိကြောင်းပါခင်ဗျာ